င်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းမြိုင်နဲ့ပေါင်းမြို့နယ်အဆက်ကိုဘုံကျဲဖို့ရောက်လာတဲ့စစ်ကောင်စီတပ်ရဲ့ပါရာမော်တာတစ်စီးကိုနိုဝင်ဘာလ22ရက်နေ့ညနေ9:00နာရီကျော်မှာပြစ်ချနိုင်ခဲ့တယ်လို့မြိုင်ပါကဖကထုတ်ပြန်ထားပါတယ် ပခုတ်ကူတမတရားတက်ကနေပါရာမော်တာနှစ်စီးတက်လာတဲ့အတွက် မြေပြင်ဒေါ်လာရေးတက်ဖွဲ့တွေကဝိုင်းဝန်းပစ်ခတ်ရာကနေတစည်းပြတ်ကျသွားပြီးရင်းမမပါလာတဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေကတော့လွတ်မြောက်နေစေဖြစ်တယ်လို့ဆိုပါရယ်တမတရားတက်ထဲကနေမြိုင်နယ်ဇက်ကိုလာပြီးဘုံကျဲတဲ့ပါရာမော်တာတစည်းကိုဒေါ်လာရေးတက်ဖွဲ့တွေကထိအောင်ပစ်လိုက်တဲ့အတွက်ပြတ်ကျခဲ့ပြီးပါရာမော်တာကိုတွေ့ပေမဲ့စစ်ကောင်စီတက်ဖွဲ့ဝင်နှစ်ယောက်ကိုတော့လိုက်ဖမ်းနေတယ်လို့မြေပြင်ရဲဘော်တယောက်ကပြောပါရယ် ညိုင်နဲ့ပေါက်ဒေတာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေတဲ့အတွက်ထိတိတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့စစ်ကောင်စီတပ်ရဲ့ပါရာမော်တော်ကနေဘုံကျဲတိုက်ခိုက်တာတွေလည်းလှုံ့ဆော်နေတယ်လို့သိရပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူနီးပညာတက္ကသိုလ်ဟာကျောင်းအုပ်အပါအဝင်၄ဦးဟာနိုဝင်ဘာလ၁၈ရက်နေ့မှာလက်နက်ကင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့အဆိုပါတက္ကသိုလ်နဲ့နေဆက်သူတွေစီကနေသိရပါတယ်။ ဖန်စီခံရတဲ့သူတွေကပခုတ်ကူနီးပညာတက္ကသိုလ်ကတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြတ်မွေးနဲ့ခင်မုန်းဖြစ်သူဦးသက်ကိုမောင်တို့အပါအဝင်၄ယောက်ဖြစ်ပြီးဘေးအဖွဲကဖန်စီတယ်ဆိုတာနဲ့ဗမာဖန်စီတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါရယ်ဖန်စီခံရတဲ့သူတွေကပခုတ်ကူရေစကြိုလမ်းပေါ်ကကြောက်လေကကြေးရွာအနီးနားမှာလက်နက်ကင်အဖွဲတစ်ခုရဲ့ဖန်စီတာကိုခံခဲ့ရတာဖြစ်တယ်လို့သိရပါရယ်အမီမဖော်လို့တဲ့ဒေသခံတအူးကတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြမွေးဆိုတာကနန်းစီတန်တယောက်ဖြစ်တယ်လို့ဆိုပါရယ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလုံခြုံရေးအကြောင်းပြပြီးတော့အဲ့ဒီတက္ကသိုလ်ထဲမှာစစ်တပ်ကိုအထိုင်ကျတက်ဆွဲခိုင်းတာသူဖြစ်တယ်လို့လည်းသိရပါဗျ။ DVV အနေနဲ့ကတော့အဲ့ဒီအချက်ကိုတိကျအတည်မပြုနိုင်သေးပါဘူး။ပခုတ်ကူနည်းပညာတက္ကသိုလ်ကတာဝန်ခံကျောင်းအုပ်ဒေါက်တာမြတ်မြတ်မွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်က CDN ပြုလုပ်ဖို့အကြိမ်ကြိမ်သတိပေးပြီးဖမ်းဆီးသွားတဲ့အဖွဲ့တွေကိုတော့စုံစမ်းနေတယ်လို့ပခုတ်ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တအူက DVV ကိုပြောပါရရှင်။ မကွေးတိုင်းမြိုင်မြို့နယ်ဟာစစ်ပေးရှောင်နေရတောတောင်နေထဲမှာဖြစ်တယ်လို့စစ်ပေးရှောင်နေရင်အေးအေးတန်ကိုအမတွနိုင်လို့အသက်သေဆုံးတာရရှိနေပါတယ်။ချမ်းအေးတဲ့အခုဆောင်းရသည့်ကာလမှာဒီလိုမျိုးအသက်သေဆုံးတာရမဖြစ်အောင်နှွေထွေးတဲ့ရေဝန်းတစ်ခုရှိဖို့လိုအပ်ပေမဲ့ဒါစစ်ပေးရှောင်နေအလှမ်းဝင်နေတဲ့အခြေအနေဖြစ်နေပါတယ်။ကေခိုင်သတင်းပေးပို့ထားတာပါရှင်။ မကွေတိုင်းမြိုင်မြို့နယ်အတွင်းကကြီအော်တွေကိုစစ်တပ်ကစစ်ကြောင်းထုတ်နေပြီးတော့နေအိမ်တွေကိုမင်းရှို့တာဒဇာခန့်အဖြစ်ဖမ်းဆီးခေါ်ဆောင်တာလေကြောင်းကနေဘုံကျေးတာတွေကြောင့်ဒေတာခန့်တောင်းချီထွက်ပြေးတိန်းချောင်နေကြရတယ်လို့ဒေတာခန့်တွေနဲ့ကုညီပေးနေသူတွေစီကသိရပါတယ်စစ်ကြောင်းထို့လို့နေရဆုံးခေါ်ပြီးအရေးပေါ်ပျောက်ရွှေ့လာရသူတွေဟာချင်းအေးလာတဲ့ဆောင်းရသည်ရဲ့အေးဒဏ်ကြောင့်တော်ရဲမှာပဲစစ်ရှောင်းနေကြရင် နဝေမာလ15ရက်နေ့ကနေ16ရက်နေ့အထိ3ရက်အတွင်းမှာအအေးမိပြီးတော့တက်ကြီးရွှေအိုး3ရောက်တေဆုံးခရရတယ်လို့နှိဆက်သူတွေကအတီးပြုပြောဆိုပါတယ်။စစ်ဘေးရှောင်တွေခုလိုမျိုးအသက်တေဆုံးတာတွေမဖြစ်ရအောင်နှွေးထွေးလုံကြုံတဲ့ရံဝန်တစ်ခုရှိဖို့လိုအပ်ပြီးဒါဟာတောတောင်ထဲမှာစစ်ဘေးရှောင်နေရတဲ့သူတွေအတွက်တော်တော်ကိုခက်ခဲပါတယ်လို့မြေပြင်ကျဲမှရင်ဆောင်းဆောင်မှုပေးနေသူတယောက်ကပြောပါတယ်။ ဟုတ်အဓိကတော့အေးရန်အန်တုနိုင်မှုရတော့ကတော့ကျွန်တော်တို့အဲသူတို့ဒီလုံုံနဲ့နေထိုင်ရအဆောက်အဦလိုတာပေါ့နော်ပြီးရင်နောက်တစ်ခုကဒီမျိုးဆွေးနွေးအဲဝတ်ဖို့စားဖို့လိုတာပေါ့လေဟုတ်အဓိကတော့အဲရှက်တာကောင်းကောင်းလိုတာပေါ့ဗျာဟုတ်ရှောင်းနေတာကတော့အဲဒီကဏ္ဍမှာကကျွန်တော်တို့ဒီ ခြေလိုဒီအသက်ရှင်လမ်းကြောင်းနဲ့ပတ်သက်တဲ့ရောဂါတွေလည်းဖြစ်ကြတာပေါ့နော်။မနှာဆီးချောင်းဆိုးတို့ကလေးတွေမှလည်းဖြစ်တယ်။လူကြီးတွေလည်းဒါကြီးလုံးဝခေါ်တာပေါ့နော်။အဲလိုတွေလည်းဖြစ်ကြရဲဆိုတော့ဒါရင်းနဲ့ပတ်သက်ပြီးမဖြစ်အောင်လို့အဓိကတော့ကိုယ်ကအကောင်းအောင်စားတောင်းနေထိုင်နိုင်မှုလည်းလိုတာပေါ့ဗျာ။ဟုတ်။တို့တော့တော်တော်ခက်ခဲမယ်ထင်တယ်ဗျာ။အဲဒီလိုမျိုးရှောင်းဖို့နေဖို့ဆိုတာလေဟုတ်။ဟိုနေနေဆုံးတောင်းမှနေဖို့ရအခြေအနေတို့မှမပေးမှမပေးတာဟုတ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၇ရက်နေ့ကစပြီးမြိုင်မြို့အနောက်ကျန်းကရော်တွေကိုပခုတ်ကူတက်မှတစ်သူညာတစ်စစ်ကြောင်းတွေကစစ်ကြောင်းထိုးနေရပါစစ်ဘေးရှောင်တွေဟာစစ်ကြောင်းနဲ့ဝဲတဲ့ဘဲလို့ရတောတောက်တွေထဲမှာမိုးကတဲတဲ့ကာပြီးဖြစ်တယ်လို့ထွက်ပြေးခိုလုံနေကြရတယ်လို့စစ်ဘေးရှောင်တွေနဲ့ကုညီပင်းနေသူတွေကပြောပါတယ်ဒါအပြင်စစ်ကြောင်းထွေရာတခြားမှာလေကြောင်းပုံကျဲတာတွေလည်းဇက်တိုက်ပြုလုပ်နေပြီးထိခိုက်ဒေဆုံးမှုတွေလည်းရှိနေကြတယ်လို့သိရပါတယ်။ ။တစ်ဖက်မှာလည်းစစ်ပေးရှောင်တဲ့အနေနဲ့ရာသီဥတုနဲ့ကိုင်းညီတဲ့လုံခြုံနှွေးထဲတဲ့ရဝန်ရရှိနိုင်ဖို့မလွယ်ကူနိုင်တဲ့အပြင်လိုအပ်တဲ့အခြေခံစာနယ်ရေးခါနဲ့စေဝါတွေရရှိနိုင်ဖို့တော့အခက်အခဲဖြစ်နေကြတာပါ။ยีบอปี้ลาล่ะဆိုတော့တချို့ဆောင်ကမပါမပါချဘူးလေအဲစစ်ကြောင်းကထိုးလာတာဆိုတော့သူကပြီးတော့နေရတာတွေကျွန်တော်တို့အငိုးကပဲလိုးလိမ့်မလဲကျွန်တော်တော့တွေထဲမှာပဲဖြစ်တယ်လို့နေကြတာဆိုတော့အဲလုံလုံဆုံးဆုံးဆိုတော့မငိုးကတဲ့လောက် ပဲဒါလည်းယာယီပါပဲကိုလှဲလေးတွေပေါ့ကိုတပြောင်းလေးတွေပေါ့ဒီလိုပဲအိတ်ကြတာပါအဲကျမ်းမာရေးစောင့်ရှောက်မှုတွေကတော့ဒီလိုပဲကျွန်တော်တို့ကဆင်ပြေသလိုအဲစီကန်ဒီစီကန်နာသွားလိုက်တော့ပေါ့စီကန်မနီဝီဆိုတော့ရက်ရက်ကတိထိုးတဲ့သူတွေနဲ့အဲထိုးတာပေါ့ဗျာစီကန်တွေကလည်းရင်းနေကြောင်းနေဆိုသူတို့တွေကလည်းဘုံကလည်းစီကန်တွေပဲတိကချဲတာဟိုကတော့စီကန်တွေကလည်းမဖွင့်စီကြောင်းလာရင်သူတို့လည်းရှောင်ရတာပဲဗျာ ။လက်ရှိမှာလည်းစေဘေးရှောင်းတွေဟာအအေးတန်ကိုအန်တုနိုင်ဖို့အတွက်အနှွေးထည်တွေစောင်းတွေအရေးပေါ်လိုအပ်နေသလိုတောက်သုံးရေစာနယ်ရေးခါတွေနဲ့စေဝါတွေကိုလည်းအရေးတကြီးလိုအပ်နေတယ်လို့စေဘေးရှောင်းတွေနဲ့ကုညင်ပေးနေသူတွေကပြောပါရည်။အညာဆောင်ဟာချမ်းအေးလာပြီးတက်ကြီးရွှေအော်တွေနဲ့ကလေးတွေအတွက်အန်ဒီယံများလွန်လာတဲ့အတွက်အရေးပေါ်စေဘေးရှောင်းလာကြတဲ့သူတွေကိုအနှွေးထည်နဲ့စောင်းတွေယူဆောင်လာကြဖို့ဝီလာမြိုင်အဖွဲ့ကလည်းတိုက်တွန်းပြောဆိုထားပါတယ်။ကျမကေခိုင်ပါ ပဲခူးတိုင်းဇီကုံမြို့ပေါ်က KTV ထဲမှာတောက်စားပျော်ပါနေကြတဲ့စစ်သားနဲ့ရဲတွေကို November လ22ရက်နေ့ည7:00နာရီဝင်းကျင်မှာဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်စစ်သားနဲ့ရဲ9ယောက်သေဆုံးပြီးလက်နက်ခဲယမ်းတွေကိုလည်းတင်းဆက်ရရှိခဲ့တယ်လို့ Netherlands 3801တက်ခွဲ3ဆရာနေသိရပါဗျ။နတလင်းမြို့ပေါ်က KTV တခုမှတောက်စားပြော်ပါနေတဲ့ရဲနဲ့စစ်သား9ယောက်ကိုအခန်းထဲအထိဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက်ဘာမှတုံ့ပြန်ခြင်းမရလိုက်ပဲ9ယောက်စလုံးတိတ်ဆုံးသွားတယ်လို့ဆိုပါရယ် စစ်ကောင်စီတပ်သားတွေက KTV ကိုညာတိုင်းလာတယ်လို့သတင်းရတဲ့အတွက်ဝင်ပစ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်တဲ့အချိန်ရုပ်သံနဲ့ဗီဒီယိုတွေကိုတော့မရိုက်ကူးနိုင်ခဲ့ဘူးလို့နတ်တလင်း3800တက်တခွဲ3တက်ခွဲမှုကိုအောင်က DVV ကိုပြောပါရယ်တိုက်ခတ်မှုအတွင်းကနေ G3 တနတ်တလက် G ပေါက်၄ခု G အတောင်း80 equipment နှစ်ခုဓာတ်၃ချောင်းနဲ့လက်ထိပ်တစ်ခုတို့ကိုတင်ဆက်ပြီးတက်ပြန်ဆုတ်လာတယ်လို့သိရပါရယ် တိုက်ခိုက်ခံရမှုအတွင်းမှာတော့တည်ဆုံသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုညာရင်းချင်းပဲစစ်တပ်ဘက်ကလာရောက်တဲဆောင်သွားကြတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ဝမ်းနေပါ။